မနေ့ကတငယ်ချင်းနေမင်္ဂလာပါဗျဟုတ်ကျွန်တော်လည်းဟုတ်မန္တလေးကိုအခုလောလောဆယ်မန္တလေးကိုနေနေပါတယ်နော်ဟုတ်ကျွန်တော်တို့ရဲ့ဒုတိယမျိုးတော်ရွှေမန္တလေးမှာကျွန်တော်မင်းတတလက်ရှိ နေနေပါတယ်ဗျဟုတ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ရှေးပေါင်းခွန်ကိုရှိအတွေ့ အမှန်ငယ်ပါလေနော်အပိကရဘကအဘူဘွားကြိုက်တဲ့ငွေရင်းနေနဲ့986နဲ့989ဒါမဲ့ကျွန်တော်တို့က89မဟုတ်ပါဘူးနော်ကျွန်တော်တို့က98ကိုထိတ်ရှ िख ားဖြစ်သွားပါလေ။အဲ့ဒီ line လေးရဲ့အဆက်ကိုကျွန်တော်ဒီ video file လေးမှာကျွန်တော်တင်ပြပေးပါမယ်။ တော့ဒီ၄နှစ်ခြားစီပေါ့နော်သုံးညခွန်၄အင်းဒီသုံးညခွန်၄ကိုပရိတ်ခွန်နဲ့ပရိတ်သုံးဒီသုံးညပရိတ်ရှင်းနဲ့ပရိတ်ကိုဒီခွန်သုံးညခွန်ပရိတ်ရှင်းနဲ့ပရိတ်သုံးဒီ၁သုံးညခွန်၁ပရိတ်၁နဲ့ပရိတ်သုံးဒီ၄သုံးညခွန်၁၄အဲ့ဒီသုံးညခွန်၄ကိုပရိတ်၄ပရိတ်၈ပရိတ်၈ဒီသုံးညပရိတ်၆ပရိတ်ခွန်ပရိတ်၄ဒီခွန်သုံးညခွန် ပရိတ်ရှိပရိတ်သုံးပရိတ်သုံးညာသည်တသုံးညာခွန်တပရိတ်သုံးညာပရိတ်ချပရိတ်ရှိသည်လေးသုံးညာခွန်တလေးအဲ့ဒီသုံးညာခွန်တလေးကိုအဲ့ဒီပရိတ်အဲ့ဒီသုံးညာခွန်တလေးကိုပေါ့နော်ကျွန်တော်တို့ဒီပရိတ်ငါးပရိတ်ကိုပရိတ်၆သည်သုံးညာပရိတ်လေးပရိတ်ငါးပရိတ်ရှိသည်ခွန်သုံးညာခွန်ပရိတ်လေးပရိတ်ခွန်ပရိတ်သုံးညာသည်တသုံးညာခွန်တပရိတ်ကိုပရိတ်တပရိတ်လေးသည်လေး တုံညာခွန်တလေးဆိုပြီးတော့ဒီမှာကျွန်တော်တို့ဗရိတ်လေးရိုက်ခဲတဲ့ line ပေါ့နော်အဲ့ဒီတုံညာခွန်တလေးဒီပေါ့နော်ဒီမှာရှေပေါင်းတုံညာရှေပေါင်းခွန်ရှေပေါင်းတရှေပေါင်းလေးတုံညာခွန်တလေးလို့သူရိုက်သွားပြီပေါ့နော်ရှေပေါင်းတုံညာရှေပေါင်းခွန်ရှေပေါင်းတရှေပေါင်းလေးတုံညာခွန်တလေး အဲ့ဒီ39ခွန်တလီနဲ့တွဲရိုက်ခဲ့တာဒီပေါ့နော်သုံးဖြစ်ချင်းနေပေါ့39ခွန်တလီနဲ့ကျွန်တော်တို့တွဲရိုက်ခဲ့တဲ့သုံးဖြစ်ချင်းနေကဘရိတ်ကိုဘရိတ်၁သုံးမိတ်ဒီ၃ဘရိတ်၁ဘရိတ်ခွန်၅ဘိတ်ဒီ၃ဘရိတ်၈ဘရိတ်၅39နောက်ဘိတ်ဒီ၃ဘရိတ်၄ဘရိတ်၃6နောက်ဘိတ်ဒီ၃ဆိုပြီးရိုက်ခဲ့တာပေါ့နော်အဲ့ဒီ၃နေဒီပေါ့နော်နောက်ထပ်ရှင်းနေမှာဆိုလို့၃နေရဲ့တမိုင်းချောင်းကိုမလှန်တော့ပါဘူးနော် ရိတ်ကိုပရိတ်တဲ့၃နောက်ပိတ်တီ၃ပရိတ်တဲ့ပရိတ်ခုံ၅နောက်ပိတ်တီ၃ပရိတ်ရှိပရိတ်၅၃ညနောက်ပိတ်တီ၃ပရိတ်လေးပရိတ်၃၆နောက်ပိတ်တီ၃ပေါ့နော်အဲ့ဒီ၃နေကိုတဲ့အဲ့ဒီ၃နေကိုပေါ့နော်ဒီဘက်မှာကျွန်တော်တို့ကရိုက်မှာအဲ့ဒီ၃နေကိုရိုက်ဖို့အတွက်ကဒီက၄ရခုံရဒီက၄ရခုံရပရိတ်နေရဒီ၃နော်အဲ့လိုရိုက်မှာ အလေးနှစ်ချာပေါ့နော်ဒီက6ရဲ့8ရဲ့ပရိတ်9ရဲ့ဒီ3ဒီက2ရဲ့3ရဲ့ပရိတ်8ရဲ့ဒီ3ဒီမှာ8ရဲ့3ရဲ့8ရဲ့3ရဲ့ပရိတ်2ရဲ့ဒီ3ဆိုပြီးတော့ဒီပင်မှာဒီပရိတ်2ကိုကစားမှာပေါ့နော်အဲ့ကျွန်တော်ပြန်ပြောပြမယ်။ तू ကစုံစီနေရန်ရှေ့ ၃ည၂၄လို့စုံစီနေရန်၄လုံးကိုအရင်ခင်းပြီးတော့ခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့၃နေသည်အ၄ခွန်2သည်၃6 8 9သည်၃2 3 8 3 8 3ပရိနှစ်မှာသုံးဖြစ်မှာပေါ့နော်အဲအဲ့လိုရိုက်ဖို့အတွက်ကသူကဒီဒီမှာနော် အဲပြောရရင်တော့ဗျာဒီလေးခွန်လေးခွန်ဗရိတ်နှစ်ဒီတုံးလို့ရိုက်ပြီးတော့ဒီဗရိတ်နှစ်ရဲ့ပါပါခွန်ကဗရိတ်ဗရိတ်နှစ်ရဲ့ပါပါဗရိတ်ခွန်ကအောက်ပွဲပေါ့6ရဲ့8ရဲ့ဗရိတ်9ရဲ့ဒီတုံးလို့ရိုက်ပြီးတော့ဒီဗရိတ်9ရဲ့ပါပါဗရိတ်4ကအောက်ပွဲပေါ့2ရဲ့3ရဲ့ဗရိတ်8ရဲ့ဒီတုံးလို့ရိုက်ပြီးတော့ဒီဗရိတ်8ရဲ့ပါပါဗရိတ်3ကအောက်ပွဲပေါ့ ရှေ့ရဲ့၃ရဲ့ဗရိတ်နေရဲ့ဒီ၃လို့ရိုက်ပြီးတော့ဗရိတ်နေရဲ့ပါပါဗရိတ်ခွန်ကနောက်ပွဲပေါ့နော်အဲဒီပွဲမှာဗရိတ်နေကိုအော်ခွက်ပေါ့နော်ဗရိတ်ခွန်ကရန်ခွက်ပေါ့အဲနောက်ကလိုင်းရနောက်ကလိုင်းရနောက်ကလိုင်းရကျွန်တော်တို့ရိုက်ခဲ့တဲ့ဟာနော်ဒီ330ဒီ4 336ဒီ4 နှစ်20တီလေးခွန်3ညခွန်တီလေးဆိုတဲ့ line တွေပေါ့နော်အဲ့ဒီလေးတွေက30တီလေးလို့ရိုက်ပြီးတော့လွတ်နေတဲ့ခွာလေးခွာလေးရပါပါကိုနောက်ပေါင်းနော်936တီလေးလွတ်နေတဲ့ခွာနှစ်ခွာနှစ်ရပါပါခွန်နောက်ပေါင်းခွန်နေ20ဒီလေးလွတ်နေတာခွားခွန်ခွားခွန်ရဲ့ပါဝါနှစ်နောက်ပေါင်းနှစ် ွန်တုံညာခွန်ဒီလေးလွတ်နေတဲ့ကွာတုံညာတုံညာရဲ့ပါပါငါးဒီနောက်ပေါင်းငါးဟမ်ဒီတော့ရိုက်ခဲ့တယ်လားအဲ့ဒီလိုင်းကကျွန်တော်ပြောပြမယ်နော်အဲ့ဒီလိုင်းကဘယ်လိုရိုက်မလဲဆိုရင်သူကဒီဒီကောင်ပေါ့နော်ဒီခွန်နောက်ပိတ်လေးနောက်ပိတ်၃နောက်ပိတ်ခွန်နောက်ပိတ်လေးကြီးကျန်းနေတာမှတ်ထားလိုက်ပေါ့နော်ခွန်၄၃ခွန် ဲ့ခွန်၄၃ခွန်ကိုခွန်ရဲ့ပါဝါ၄၄ရဲ့ပါဝါ၉၃ရဲ့ပါဝါ၈ခွန်ရဲ့ပါဝါ၄ဆိုပြီးတော့အဲ့ခွန်၄၃ခွန်ကိုပေါ့နော်ခွန်၄၃ခွန်ကို၄၉၈၄ဆိုပြီးကြိုင်းလိုက်တာနော်၄၉၈နှစ်ဆိုပြီးကြိုက်လိုက်တာအဲ့ဒီနှစ်ကိုရှင်းနှစ်ဖြစ်လာဖို့အတွက်က6ခါ6ခါ6 6 6 ခါ6ခါ6ခါဒီ6ခါ၄ချောင်းမှာလွတ်နေတာဒီဂွားတုံညာဂွား၄ဂွား၁ဂွား၅တုံညာ၄တင်ငါဘူးနော်အဲ့ဒီတုံညာ၄တင်ငါကိုဒီ၃လုံးတုံညာဒီ၃လုံး၄ဒီ၃လုံး၁ဒီ၃လုံး၅အဲ့တုံညာ၄တင်ငါလို့ဖြည့်ရင်းနဲ့ဂွားတုံညာဂွား၄ဂွား၁ဂွား၅လို့လည်းဖြည့်ရမယ်နော်၃လုံးပေါင်းတုံညာ၃လုံးပေါင်း၄၃လုံးပေါင်း၁၃လုံးပေါင်း၅ သုံးညာလေးတင်ကားလို့ဖြီးတဲ့ချိန်မှာဒီကလွတ်နေတဲ့ခွန်၄ခွန်ရပါပါနှစ်၉၈နှစ်လည်းဖြည့်ရမယ်နော်နှစ်၉၈နှစ်လည်းဖြည့်ရမယ်သုံးညာလေးတငါလည်းဖြည့်ရမယ်အဲ့ဒါရဲ့ဖရိယခွေကဒါလေးကိုမှတ်လိုက်ပါနော်ခွန်၄၃ခွန်နော်အဲ့ခွန်၄၃ခွန်ကိုမှတ်လိုက်ပါ ုဒီတစ်ပတ်ကျွန်တော်တို့ရိုက်မှာအဲ့ဒီခွန်လေးသုံးခွန်ပေါ့နော်ဒီမှာခွန်ဟုတ်ဒီမှာလေးခွန်လေးဒီမှာသုံးခွန်လေးသုံးဒီမှာခွန်ခွန်လေးသုံးခွန်နော်ခုနကကျွန်တော်ရိုက်တဲ့ဖရင်ကခွန်လေးသုံးခွန်အဲ့ခွန်လေးသုံးခွန်ဒီနော်အဲ့ခွန်လေးသုံးခွန်ဒီဒီခွန်ဒီဗရိတ်ခွန်ဗရိတ်ခွန်ရဲ့ပါပါနဲ့ဗရိတ်နဲ့ဒီလေးဒီဗရိတ်လေးဗရိတ်လေးရဲ့ပါပါကိုဗရိတ်ကို ဒီသုံးဒီပရိတ်သုံးပရိတ်သုံးရပါပါရှစ်ပရိတ်ရှစ်ဒီခွန်ဒီပရိတ်ခွန်ပရိတ်ခွန်ရပါပါနှစ်ပရိတ်နှစ်ဒီချိန်မှာပရိတ်နှစ်အော်ပေါ့နော်ပရိတ်နှစ်အော်ပရိတ်နှစ်အော်ပြီးပရိတ်နှစ်ရပါပါခွန်ကအောက်ချိန်ပေါ့နော်ဒီမှာပရိတ်ခွန်လို့ထွက်ခဲ့ရင်ပရိတ်ခွန်ရပါပါနှစ်ကဒီမှာပေါ့နော်တကယ်တမ်းကတော့ဒီမှာဒီခွန်ဒီပရိတ်ခွန်ပရိတ်ခွန်ရပါပါနှစ်ပရိတ်နှစ်ကအော်ရမှာပါနော်အဲ့လိုလဲကြရမယ်ဒီလေးခွန် ဒီ၄ခွန်နှစ်ဒီ၄ခွန်ပရိနှစ်ဒီ၃၆၈ပရိ၉ဒီ၃နှစ်၃ပရိ၈ဒီ၃ရှစ်၃ပရိနှစ်ဒီ၃လို့လည်းကတ်ရမယ်နော်ညောရဲ့တငယ်ချင်းလေးအဲ့လိုကြိုက်ပြီးမှ तू อ่ะအဲ့လိုမရိုက်ခင်ကိုဒီခွန်နဲ့ဒီခွန်နဲ့ခွာတစ်ဒီ၈ဒီ၄နဲ့ခွာ၄ဒီ၈ဒီ၃နဲ့ခွာ၅ဒီ၈ဒီခွန်နဲ့ခွာတစ်ဒီ၈အဲ့လိုလားနော် အဲ့လိုရှစ်တည်လာပြီးမှဒီခွန်နဲ့အာခွားတစ်ဒီရှစ်အဲ့လိုလာပြီးတော့ဒါဒီလိုပြောရရင်တော့ဒီခွားတစ်နဲ့ဗရိတ်ခွန်နဲ့ဒီရှစ်တူတူပါပဲနော်ဒီလေးနဲ့ခွားလေးဒီရှစ်ခွားလေးနဲ့ဗရိတ်လေးဒီရှစ်ဒီသုံးနဲ့ခွားငါးဒီရှစ်ခွားငါးနဲ့ဗရိတ်သုံးဒီရှစ်ဒီခွန်နဲ့ခွားတစ်ဒီရှစ်ခွားတစ်နဲ့ဗရိတ်ခွန်ဒီရှစ်အဲ့လိုရိုက်ပြီးတော့ခုနကကျွန်တော်ရိုက်ခဲ့တဲ့ဒီကိုတစ်သုံးဒီသုံးတစ် န်9ဒီ3 8 9 3 9ဒီ3 4 3 6ဒီ3ဆိုတာတွေကဒါဒီ3နေပါလေနော်ဒါကျွန်တော်တို့ပြန်ပြရရင်ဝေးနေမှာသူလို့ဒီနှစ်3 4ပင်ကျော်ဟုတ်ဒီနှစ်3 4ပင်ကျော်ဒီနှစ်3 4ပင်ကျော်ဒီထိတ်စီးနောက်ပိတ်3နေပေါ့နော်အဲ့ဒီ3နေပေါ်မှာဒီပရိတ်3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 ဆိုနောက်ကျောင်းတွေကလမ်းနေရှေးနေမှာသူလို့ပေါ့နော်အဲသူ့ရဲ့ထောက်ကဒီ 3ည9 8ခုဆိုတဲ့အထောက်ကမင်းရိုက်ခဲ့တာပေါ့ဒီ3ည9 8ခုလို့ရိုက်ခဲ့တော့ဒီ3ည9 8ခုလို့ရိုက်ပြီးတော့3ညလို့ရိုက်တဲ့ချိန်မှာနောက်ပေါင်း3ညရဲ့ပါဝါ9ပရိ9 6လို့ရိုက်တဲ့ချိန်မှာနောက်ပေါင်းခုရဲ့ပါဝါနဲ့ပရိ2 3ည6ပြီးတော့8လို့ရိုက်တဲ့မှာနောက်ပေါင်း4ရဲ့ပါဝါ9ပရိ9 3ည9 8ခုလို့ရိုက်တဲ့ချိန်မှာနောက်ပေါင်း2ရဲ့ပါဝါခုပရိ9နော်ဒီမှာရိုက်ခဲ့တဲ့စီကြောပေါ့ အဲ့ဒီစီတော်မှာခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့ပရိန်ကခွန်၄၃၇ဒီခွန်၄၃ခွန်ဒီဒီခွန်ဒီဗရိတ်ခွန်ခွန်ရက်ပါပါနဲ့ဗရိတ်နဲ့ဒီ၄ဒီဗရိတ်လေး၄ရက်ပါပါကိုဗရိတ်ကိုဒီ၃ဒီဗရိတ်၃၃ရက်ပါပါရှစ်ဗရိတ်ရှစ်ဒီခွန်ဒီဗရိတ်ခွန်ခွန်ရက်ပါပါနဲ့ဗရိတ်နဲ့ဗရိတ်နဲ့ဗရိတ်ခွန်ဗရိတ်ကိုဗရိတ်လေးဗရိတ်ရှစ်ဗရိတ်၃ဗရိတ်နဲ့ဗရိတ်ခွန်ဆိုပြီးကျွန်တော်တို့ရိုက်မှာပေါ့အဲ့တော့ကျွန်တော်တို့ကနန်းထည့်ကြည့်ရင်နော်ဒီဗရိတ်ခွန်ဒီ ခွန်ခါလို့ပဲရဲရဲယူကြည့်အောင်ဗောနော်ဒီပရိသုံးဒီသုံးခါလို့ပဲရဲရဲယူကြည့်အောင်ဒီပရိသုံးညာဒီသုံးညာခါလို့ပဲရဲရဲယူကြည့်အောင်အဲ့ဒါဆိုကျွန်တော်ကဒီပရိတ္တိဗောနော်ဒီပရိတ္တိတိခါလို့ပဲယူကြည့်အောင်အဲ့ဒါဆိုကျွန်တော်တို့ရိုက်ပါဒီဗောနော်လောလောဆယ်မှာတော့ကျွန်တော်တို့တိခါနဲ့ ရင်းနေမနော်ဟောပေါ့ဘရိတ်ခွန်ရံပေါ့နော်ဒီတစ်ပတ်အတွက်အဲဒီတရားကြိုက်ကနန်းနေလောလောဆယ်တော့ဒါတို့ဒီကောင်ကိုရေးပေးလိုက်ပါတယ်နော်ဟုတ်တော့ညာတစ်တစ်နဲ့တစ်တစ်ဆယ်ကိုရေးပေးလိုက်ပါတယ်ဟုတ်ကျွန်တော်မင်းတတ်တာပါ